ရမန်ဇလန်းလေးကိုအခြေခံပြီးရေးသားဖော်ပြထားပါတယ်ရှင်။နာမည်ကတော့ယင်မီတဲ့။သူ့မှာကလေးနှစ်ယောက်ရှိပြီးတော့မိသားစုစားဝတ်နေရေးအတွက်ခင်မုန်းဖြစ်သူကလည်းမြို့မှာအလုပ်ကြိုးစားရှာဖွေလုပ်နေသလိုယင်မီကလည်းတစ်ဖက်တစ်လမ်းကနေမိသားစုစားဖို့နေရေးအတွက်အိမ်ရှိမှာကုံစုံဆိုင်လေးဖွင့်ထားမိနေတယ်။လျောက်ကြားဖြစ်သူစိုင်းလင်ရဲ့ဝင်ငွေကတော့အပူတက်တက်တာ ကျောင်းမတော်ခင်အကြီးဆုံးသားဖြစ်သူဆိုင်းမောင်ကသူမအတွက်အားကိုးအားထားဖြစ်ရလေတယ်။မနက်ခင်းဆိုင်ဖွင့်ပြီးဆိုရင်တော့ကျောင်းမတော်ခင်ဆိုင်အတွက်ဝေယဝစ္စာများပြုလုပ်ပြီးမှကျောင်းသွားတတ်လေတယ်။ဒါကလည်းအလိုက်တသိလှုပ်ပေးခြင်းတော့မဟုတ်ပါဘူး။တီဗီတစ်လုံးဝယ်ပြီးမယ်လို့ပြောဆိုထားခြင်းကြောင့်ပဲဖြစ်တယ်။ဒါနှစ်ယောက်ကတော့တယောက်နဲ့တယောက်ကဗီဇချင်းကလည်းမတူကြဘူး။အကြီးကောင်ကသူ့လိုချင်တာကိုပူဇော်ရင်အိမ်အလုပ်ကိုမခုမကန့်ပဲလုပ်တတ်လေရှိတယ်။အငယ်ကောင်ဖြစ်တဲ့ဆိုင်းနှောင်ကြတော့အဲ့အိမ်မက်တယ်လို့အစော့ကလည်းမက်တာကြောင့်သူ့ကိုတော့အားကိုးအားထားရမရခဲ့ပြီ။ဒါရီ မိညီလေးကိုနှုတ်လိုက်အောင်လေကျောင်းသွားဖို့အဲ့အိမ်မက်တဲ့သားအငယ်အကြောင်းသိတာမို့သူမကလည်းအမဲလိုလိုတတိပေးတတ်လေးရှိတယ်အမေသားကဘာမှအားကိုးလို့လည်းမရဘူးနှုတ်မှထားတာအိမ်အတွက်ဘာမှလည်းကူပေါ်လောင်မဲ့မရပါဘူးသားကလည်းကွယ်မိညီကငယ်ပါသေးတယ်ဘဲကငယ်ရမှာတော့အမေကအခုဆိုအမေသားက၁၄နှစ်ထဲတောင် ရောက်နေပြီဘာမှမငယ်တော့ဘူးဟဲ့အဲ့ဒါလိုတွက်ကန်နေနင်တို့လိုချင်တဲ့ TV ကိုမမျောနဲ့တကယ်ပဲ အမေဖြစ်သူစကားကြရတော့ဆိုင်းမောင်ကလည်းပါဇက်ပိတ်ပြီးတော့ငြိမ်သက်သွားလေတော့တယ်။ TV ဆိုတာတရုတ်ကလုံးပေါင်းမှဒေါ်မီယေတိန်မဲရှိတယ်လေ။ဒေါ်မီယေကစီးပွားရေးဆန်သူတယောက်ပဲဖြစ်တယ်။အိမ်မှာလည်းရင်မေတို့လိုကုံစုံဆိုင်လေးကဖွင့်ထားသလိုလာကြည့်တဲ့လူကြီးလူငယ်တွေအပေါ်မှာလည်းခေါင်းပုံဖြတ်လေရှိတယ်။သူတို့အိမ်ကို TV လာကြည့်တဲ့သူတွေကမှုတ်လဲဝယ်စားရသလို TV ကြည့်ကကလည်း90ချက်ကိုလည်းကောက်ခံသေးတာ။အရက်ထဲကကလေးတွေကလည်းကြောက်မှုဖို့90တရာရတာလေးတွေကိုစုပြီးတော့တွားကြည့်ကြတယ်လေ။ဒါကြောင့်ဆိုင်းမောင် TV ပူစားတယ်ဆိုတာလည်းမမပါဘူး။ရင်မေလည်း ယ်ចောင်းသားနှစ်ယောက်အတွက်မနက်ဆန်ပြင်ဆင်ပေးဖို့အလုပ်ရှုပ်နေတယ်။ခလေးနှစ်ယောက်ចောင်းသားတော့လေမနက်စောစောကဝယ်လာတဲ့ငါးမြကိုကင်တွယ်ပြီးချက်ပြုတ်ဖို့ပြင်ဆင်ရနေတော့တယ်။ဈေးဆိုင်တစ်ဖက်ဆိုတော့လေချက်ရင်းပြုတ်ရင်ဈေးရောက်ရင်ဖြစ်သူ့မှလည်းတော်တော်လေးကိုအလုပ်ရှုပ်နေရှာတယ်။မိမရေမိမလာကြည့်စမ်းပါဦးဟာဆိုင်မစင်ပုံမစင်ရောက်လာတဲ့ခင်မုန်းဖြစ်သူခေါ်တန်းကြောင့်သူ့မှလည်းမိဖို့ကြောင့်အခန်းထဲကနေကပန်းကနဲနဲ့အိမ်ရှိဘက်ကိုပြေးထွက်လာလေတော့တယ်။အကိုဆိုင်တွင်ရဲ့လာမယ်ဆိုလေလမ်းထဲကနေကြိုပြီးဖုန်းဆက်ရောပေါ့။ကျမလာကြမှာပေါ့ပြီးတော့ဟင်းကောင်းလေးတစ်ခွက်လည်းချက် ချက်ထားလို့ရတာပေါ့တော့ဒီနေ့မချက်ဖြစ်တော့နောက်နေ့ချက်ပေါ်မိမရာဒါနဲ့ခလေးတွေចောင်းသွားပြီလားသွားပြီပေါ့အကိုရဲ့ရှင်သားတွေကညနေចောင်းဆင်းมาပြန်လာมาလေဟုတ်လားခါတိုင်းဒီကောင်တွေထမင်းကြိုက်မထုတ်ပါဘူးရှင်သားအကြီးကောင်ပေါ့အိမ်အလုပ်လုပ်ရမှာကြောက်လို့ထင်ပါရဲ့ညီကိုနှစ်ယောက်လုံးထမင်းကြိုက်ထည့်သွားပါလေရဲ့ဟုတ်လားမိမရာအတော်ပဲကွာရှင်နော်စိုင်းလင်ကကြည်စဲတဲ့လေတန်းဖြစ်ပြောလိုက်တော့ရင်မင်းကလည်းမျက်စောင်းလေးထုတ်ပြလိုက်လေတယ်ငါမိမကဘာလို့အထာပေါက်နေတာတော့ဟိုမှာတွေ့လား ဆိုင်လုံးလည်းညှိုးထိုးပြရာကိုသူမလည်းကြိလိုက်မိတော့တယ်ပစိုးချန်ဖြစ်ကြကြနာနာထုတ်ပိုးထားတာကြောင့်သူမလည်းထိုးရာကိုစိတ်ဝင်စားသွားနေတော့ကြိလိုက်မိတော့တယ်ဟေး တီဗီကြီးတလုံးမလားအခုရဲ့ဘလောက်ပေးပြီးဝယ်လိုက်ရတာလဲသူမလည်းမိမသားပြီးပြီးနှမျောတဲ့စိတ်ဖြင့်မေးလိုက်မိလေတော့တယ်ဝယ်လာတာမဟုတ်ဘူးမိမကြီးဘောစီကသူ့အိမ်မှာတီဗီအစ်စ်တလုံးထပ်ဝယ်လာလို့ဒါကိုလက်ဆောင်အနေနဲ့ပေးလိုက်တာဟာဟုတ်လားဝမ်းသာလိုက်တာအခုရဲ့ရှင်သားနှစ်ယောက်ကလိုချင်နေတာနဲ့အတော်ပဲတိတာပေါ့အခုသားရရဲ့ဆန္ဒကိုတီဗီသားမှုဖုန်းကိုကြိုးမဆက်တာပေါ့ဆိုင်းလင်ကလည်းပြောပြောဆူဆူနဲ့ယူလာတဲ့တီဗီအားအိမ်ထဲကိုရှေ့လိုက်လေတော့တယ်ကလေးတွေမရောက်ခင်တီဗီအားအမြန်တက်ဆင်ပြီးပြင်ဆင်နေပြီးတော့တယ်ကျောင်းစင်ကြီးရောက်တော့ပြန်လာကြတယ်ဆိုင်းမောင်နဲ့ဆိုင်း ုင်းတော်တို့ညီကိုနှစ်ယောက်လည်းအဖေဖြစ်သူရဲ့စပွဲပေါ်ကတီဗီခုံကိုမြင်လိုက်တဲ့အခါမှာတော့ခုံပေါက်၍ပျော်ရှင်သွားလေတော့တယ်။ဒါမှတို့အဖေကွာ အဖေဖြစ်သူကအနန်းနေအပြိုင်ဆိုင်ပေးလိုက်ကြတော့အဖေဖြစ်သူဆိုင်းလင်ကလည်းသားနှစ်ယောက်ပြုတ်လို့ပုံမူသဘောကျရင်မောနေတော့တယ်ရေမေကလည်းသားဖသုံးယောက်ကိုကြည်ရင်နဲ့စိတ်ချမ်းသာမိနေတော့တယ်အခြားအကြောင်းတော့မဟုတ်စုမိဆောင်းမိထားတဲ့သူမငွေလေးတွေမထီလို့ပင်ဖြစ်တယ်ရေမေကငယ်စဉ်ကတည်းကစီးပွားရေးလည်းတည်တတ်တဲ့သူတစ်ယောက်ဖြစ်တယ်ကလေးဘွားကမိခင်ဖြစ်သူနဲ့အတူရွာထောင်ဘူဒါဆောင်တစ်ခုမှဈေးအတူလည်းရောင်းမှုတယ်မောင်နှမ၅ယောက်မှမှရေမေဟာအလတ်မှလည်းဖြစ်တယ်သူမရဲ့အထက်မှာအကူတစ်ယောက်အမတစ်ယောက်လည်းရှိတယ်သူမအောက်မှာတော့ညီမတစ်ယောက်နဲ့မောင်တစ်ယောက်လည်းရှိခဲ့ ေတယ်။အမကြီးဖြစ်သူကဆက်ချုပ်ပညာသင်ယူပြီးတော့အကိုဖြစ်သူကတော့ကြောက်ဖောက်လုပ်ငန်းသင်ယူတယ်။ဖခင်ဖြစ်သူကလည်းမနဲ့မိုးပလင်းပြီးဆိုတာနဲ့မိခင်ဖြစ်သူထံကိုငွေကြေးတောင်းပြီးအရက်တောက်ဖို့အရက်ဆိုင်သို့မိုးလင်းကနေမိုးချုပ်ထိတောက်တတ်သူပဲဖြစ်တယ်။အရက်ကြောင့်ပဲအဖေလည်းဆုံးသွားသွားခဲ့တယ်။အရွယ်ရောက်လာကြတဲ့မောင်နှမ၅ယောက်စလုံးမှလည်းအလောက်ကိုစီနဲ့ဖြစ်လေတော့တယ်။ရင်မေကတော့အရင်အိမ်အောင်ရက်သားကြပြီးတော့အမေဖြစ်သူအားအမထံကိုအနံ့ပြီးအမျိုးသားရှိတဲ့အရက်ကိုသွားရောက်နေထိုင်ခဲ့ရတယ်။အိမ်အောင်အဆမှာတော့စီးပွားရေးကလည်းအဆင်မပြေလို့အမေအားမ ထောက်ပံ့နိုင်ဖြစ်ပေမယ့်အငဲကောင်မွေးပြီးကလေးမှာတော့မိခင်အားတစ်ဖက်တစ်လမ်းကနေငွေကြေးလေးတွေထောက်ပံ့ပေးနိုင်လာတော့တယ်။တီဗီရောက်တဲ့နေ့ကစားပြီးကြောင်းဝါတက်ကြတဲ့ညီကိုနှစ်ယောက်တဲ့ရင်ကြောင့်အိမ်နီးနာချင်းကလေးလူကြီးတွေအစတိလာကြတော့တယ်။ရေမေတို့ကုံစုံတိုင်းလေးလည်းအရင်ကထက်ရောင်းရတွေကကောင်းလာတယ်။ရေမေကအင်ဂိုလာကြီးတဲ့ကလေးလူကြီးအပေါ်လဲငွေကောက်ခံခြင်းမရှိပါဘူး။စိုးလင်းလဲခွင့်ရပြည့်လို့မြို့ကိုအလုပ်ကိစ္စအဖြစ်ခရီးထွက်သွားတော့အိမ်မှာရေမေတို့သားမိ၃ယောက်ပဲကျန်ရခဲ့လေတော့တယ်။တနေ့ရေမေလဲကုံစုံဆိုင်အတွက်လိုအပ်တဲ့ကုန်ကြောက်တွေဝယ်ဖို့ဈေးကိုထွက်လာလိုက် လေတော့တယ်အဲ့ကောင်မှယောက်ျားပေါ့ဘယ်ကနေခိုးလာမှမသိတဲ့ TVS အဆုပ်ကိုဗန်းပြပြီးတော့ဈေးရောင်းကောင်းနေတာလေတိလားနားထဲမှာဆက်ခနဲ့ကြားလိုက်ရတဲ့စကားကြောင့်ရင်မေတော့ဒေါဘွားသွားလေတော့တယ်ဟဲ့ကောင်မမီးရေညဘသူအကြောင်းကိုပြောနေတာလဲပြန်ပြောစမ်းတလန်းကျော်မီးရေစကားကြောင့်သူမှလည်းပြန်လေတုံ့ပြန်မေးလိုက်လေတော့တယ်ဘသူအကြောင်းပြောရမှာတော့ဟေးညအကြောင်းပြောနေတာပေါ့မသိဘူးလားကောင်မရဲ့ဘာပြောလဲကောင်မ ။ရင်းမေဒေါသကိုပို၍ဆွသွားလေလားမသိ။လှင်မြန်လှတဲ့လဝါတစ်ခုကမီးရေးပါပေါ်ကိုကျသွားလေတော့တယ်။မီးရေးလဲဆက်ခနဲ့အွန်လိုင်းမိပြီးတော့ရင်းမေအားမကြည်မချမ်းမြဲစိုက်ကြည့်တော့တယ်။ညီကငါ့ကိုရိုက်တယ်ပေါ့ဟုတ်လား။ပြောပြောဆိုဆိုပြီးမီးရေးကလည်းလုံကြီးအားခတ်တူတူဝတ်လိုက်ပြီးတော့ရင်းမေသပင်အားအားရပါရနဲ့စောင့်ဆွဲလေတော့တယ်။တွက်လက်တဲ့ရင်းမေကလည်းမီးရေးလက်ဖက်အားပြန်ဖက်မိလိုက်ပြီးတော့ ခန္ဓာကိုယ်အားတွန့်လှန်လိုက်လေတော့တယ်လဲကြသွားတဲ့မီးရဲ့အပေါ်ကနေပြီးတော့ရင်ဝေကတက်ခွာပြီးမီးရဲ့ပပင်းများကိုဘဲပြန်ညာပြန်ရိုက်ချလေတော့တယ်ဟဲ့ကောင်မငါတို့မျိုးရိုးကလေတခိုးမျိုးရိုးမရှိဘူးညိတာမတန်တဆတွေတောင်းပြီးတော့စီးပွားရေးရှာနေတာကောင်မလုံးထွေးနေကြတဲ့သူတို့နှစ်ယောက်ရဲ့အော်ရဲဆူညံတဲ့များကြောင့်ဈေးထဲမှာရွရွတဲတဲဖြစ်သွားလေတော့တယ်ဈေးဝယ်သူတချို့ကလည်းပွဲကြည့်ပရိသတ်အနေနဲ့ဝိုင်းကြည့်နေကြတော့တယ် ဟေ့ရဇန်အတန်ရှင်တိနေ၍ရင်မေတို့နှစ်ယောက်လည်းရံပွဲကနေငိမ့်သက်သွားလေတော့တယ်ထိုအတန်ရှင်ကတော့တခြားသူမဟုတ်တရက်ကွက်လုံးကြောက်ရတဲ့ရက်ကွက်လူကြီးဥတင်ငွေသာဖြစ်တော့တယ်နင်းတို့တွေအဆက်အချောက်နဲလာကြီးလားဒါလောက်လူတွေဝိုင်းကြည့်နေကြအောင်ဘလို့ဖြစ်နေတာလဲငါ့ကိုပြောစမ်း ဘလို့ဖြစ်ရမလဲဥတင်ဝင်ရဲ့ဒီကောင်မပေါ့ကျုပ်ဘာကိုအရင်ရိုက်တာမီးကအရင်စပြောလေတော့လေကြီးကဘာကိစ္စနဲ့ရိုက်ရတာတော့ဥတင်ဝင်ကလည်းရင်မေဘက်ကိုလှည့်ပြီးမေးလိုက်တော့မှရင်မေကလည်းအကျိုးအကြောင်းပြန်ပြောပြလေတော့လေရင်မေပြောပြမှဥတင်ဝင်လည်းသဘောပေါက်သွားလေတော့လေမီးနင်ကိုကမနေနိုင်မထိုင်နိုင်နဲ့သူ့ဘာသာသူဘယ်ကရိုက်ရနင်းနဲ့ပါဆိုင်လို့လေကိုဘာသာနေစမ်းမှရင်မေကလည်းလက်မပါနဲ့နောက်တခါထပ်ပြင်းတော့နင်တို့နှစ်ယောက်စလုံးကိုထိုင်ဝင်တက်မယ်ကြလား ရက်ကွက်လူကြီးရှင်ပေမှရံပွဲပြီးသွားပေမဲ့မိရဲ့ရင်ထဲမှာတော့ပူလောင်မှုတွေကတော့မငြိမ့်သွားပေ။ဆိုင်းမောင်ကြီးအမေလုံကြီးတခွင့်ယုံမိသေးလားအသားရဲ့။မယုံမိဘူးအမေ မိခင်ဖြစ်သူစကားကြောင့် TV ကြည့်နေရမှစိုင်းမောင်ကပြန့်ဖြေလေတော့တယ်လူတွေကလည်းနော်ခိုးเสียရှာလို့လုံကြီးကောင်မှရွေးခိုရသလားရင်မေလည်းစိတ်ထဲမကြင်မနှက်ဖြစ်တွေးလိုက်မိလေတော့တယ်ရင်မေလည်းသားနှယောက်နဲ့အတူခရီးထွက်ဖို့ပြင်ဆင်နေတော့တယ်ထိုခရီးကတော့အချားမဟုတ်ခင်မုန်းဖြစ်သူထံကိုအလဲတစ်ခေါက်သွားဖို့ပဲဖြစ်တယ်ယထာလက်မှတ်ဖြတ်ဖို့သားမိ၃ယောက်လည်းအများနည်းတူတန်းစီလိုက်လေတော့တယ်နင့်နာမည်ရင်မေလားရှင်ကျမနမဲအားရင်းရင်းနှီးနှီးတည်နေတဲ့လက်မှတ်ရောင်းသူအသက်60ကျော်ဦးလေးကြီးတယောက်အမေးကြောင့်ရင်မေအံ့ဩသွားလေတော့တယ် ဦးလေးကရေမဲကိုတိနေတာလားတိတာဗောငါတူမကြီးကိုဦးလေးအကြံပြုပေးမလို့ဖရားတရားလေးလဲလုံးနင်တို့အိမ်တက်တော်မှာထူးထူးဆန်းဆန်းစကားနဲ့ပင်ရေမဲအိယာကနေနိုးထလေတော့တယ်ထိုအဖိုးကြီးအာ तू မမတိတော်ရလဲစီးပွားရေးတက်ဖို့ပြောဆိုခြင်းဖြစ်တယ်လို့ပဲမှတ်ယူထားလေတော့တယ်ဖရားတရားဆိုလို့ရေမဲလဲတတိယသွားလေတော့တယ်အကြီးဆုံးသားဖြစ်သူဆိုင်းမောင်မွေးတော်ကတော့ဘာသာတရားအလွန်ကိုင်းဆိုင်ခဲ့လေတော့တယ်အငယ်ဆုံးသားဖြစ်သူဆိုင်းအောင်မွေးပြီးစီးပွားရေးအစဉ်ပြေတဲ့နောက်ပိုင်းမှာတော့ तू မလဲဘာသာရေးကိုဟုတ်တိပတ်တိနဲ့မလုပ်တော့ဘူးငါလဲပြင်းနေလို့မဖြစ်တော့ဘူး ဖယားတရားလေးလည်းလောအောင်မှာပဲလို့တွေးနေမိတော့တယ်။သူမလည်းနောက်တနေ့ညနေပိုင်းကစပြီးတော့ဖယားရှိခိုးမြေတံဖို့တရဏဂုံသုံးမအာသုံးကောင်တီတီပတိစိတ်လေးတော့တယ်။မနက်ခင်းအရင်အားတလို့ဖယားကုံတော်များကိုလည်းရွတ်ဖက်ပြီးသေးတယ်။သုံးရတီတီဖယားတရားအလုပ်တွေအာဖိပြီးလုပ်နေတော့တယ်။သူမလည်းထုံးစံအတိုင်းပတိစိတ်ပြီးသည်နဲ့အမြဝေကတနေ့ကုံအလုပ်ပင်မဲနဲ့တန်းကြောင့်အိယာစောစောဝင်သွားလေတော့တယ်။ပရင်းမောက်တကားဖွင့်လိုက်တဲ့အတန်းကြောင့်ရင်မေလည်းအိပ်ပြော်ရတာကနေလန့်လို့သွားလေတော့တယ်။ဟင်း ဗတင်းမောက်တကားပေါင်ပေါ်မှလူတယောက်အားမလက်မကဲမြင်တွေ့လိုက်ရတော့ရင်မေလဲအန်းတင်သွားလေတော့တယ်ထိုလူပုံစံကလူတွားကြီးတယောက်ဖြစ်ပြီးတော့အမောင်ရဲ့အကြောင်းထိုလူရဲ့ပုံတရံကိုတော့တဲတဲကွက်ကွက်မမြင်ရဘူးဒုက္ခပါပဲတခိုးလားမသိဘူးသူကလည်းစိတ်ထင်ရတဲ့တွေးနေရင်းနဲ့အိယာဘော်ကနေထထိုင်မလို့ကြိုးစားတော့လေတစုံတယောက်ကချီနှောင်ထားသလိုခန္ဓာကိုယ်တစ်ခုလုံးလည်းလှုပ်မရတော့ဘူးတခိုးဖြစ်သူကလည်းဗတင်းမောက်ကနေခုန်ချလိုက်ပြီးသူမအိယာစီသူချင်းကလာလေတော့တယ်ဒေဂျာဘီလေတစုံတယောက်ကတော့လှုပ်ကြံနေဆိုတာကိုသိလိုက်ရတော့သူကလည်းဇောချွေးတွေပြန်ပြီးစိုးရင်တစိကကြီးမားလာလေတော့ ော့တယ်ဖယားဖယားကဲတော်မူပါစိတ်ထဲကရေရွတ်လိုက်လေတော့တယ်တခိုးပြိုတခိုးတခိုးအဟေးမိလိုက်တော့လေသူမအတန်းကထွက်မလာပဲထိုလူကြီးကလည်းသူမအနီးရောက်တော့ရင်းမိလဲအရန်ထိတ်လန့်သွားလေတော့လေဟင်းမိရလင်းရောင်ပြေကြီးလိုက်တဲ့အခါမှာတော့ထိုလူကြီးမျက်နှာကဟာလာဟင်းလေးနဲ့မွေးချနေတဲ့သပင်တွေကလည်းမွေးပုံတရံလိုကိုွေးကောက်တွန့်လိမ်နေတော့တယ်သူမလည်းကြောက်ရွံ့ကြီးပဲမှာကြည်ုံကလွယ်ပြီးဘာမှမတတ်နိုင်ပဲ တေပြီးတော့စူးစူးဝါးဝါးအတန်ကြီးတစ်ခုထွက်ပေါ်လာပြီးရင်းမေအားအပေါ်စည်းကနေလဲမျိုးအားညှစ်ဖို့ကြိုးစားနေတဲ့အခိုက်တန်းမှာပဲရင်းမေလဲဆွမ်းအားတစ်ခုရလိုက်တယ်လို့မျိုးချက်ချင်းဆိုလိုထိုလူရဲ့လက်နှစ်ဖက်ကမိမိရရအလှည့်အမြန်ဖမ်းဆုပ်လိုက်လေတော့တယ်အမလီပူလိုက်တာပူလိုက်တယ်လှ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 ငါ့ကိုလှတ်ငါ့ကိုလူတွေတိကုံတော့မှထွက်ပေါ်လာတဲ့အမျိုးသမီးအတန်ကြောင့်ရင်းမေလဲပါဇက်အဟောင်းသားဖြစ်သွားမိတော့တယ်တက်လာတာကယောက်ျားဘယ်လိုလုပ်မိမအတန်ဖြစ်နေပါလဲ ပူတယ်ပူတယ်လှွတ်လှွတ်လှွတ်မလှဘူးနေမသူလဲငါ့ကိုဘာကိစ္စနဲ့ရန်လာရှာတာလဲနင်းတို့ရွာကမီးရဲကခိုင်းလို့လောက်ရတာပါငါနဲ့မဆိုင်ပါဘူးမီးရဲကနင့်ကိုဂုတ်ချိုတက်ပေးပါလို့ဆိုလို့လုံမိခဲ့တာပါထိုစကားကြားလိုက်ရတဲ့ယင်မီးလည်းတူဝေသွားလေတော့လေမီးရဲဆိုလို့ဟိုတနေ့ကဆိုင်ပိတ်ပြီးရွာပြန်သွားတယ်လို့သိလိုက်ရတယ်အဲ့ဒီနေ့ကထမိန်တခွင်းပျောက်သွားတဲ့ကိစ္စနဲ့မြန်ဆက်ဆက်နေမလားအိမ်နာဖွေးတကားအာဖွင့်လိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့အချိန်မှာတော့သူမဆုပ်ကင်ထားတဲ့လက်တစုံကချက်ချင်းလက်ငင်းပဲပျောက်ချင်းမလားပျောက်သွားလေတော့လေနိုင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့၁၂နာရီတိတိဖြစ်နေတော့တယ်စော နကတကားဖွင့်လိုက်တဲ့အတန်းကြောင့်ရင်မေလဲအိယာကနေနိုးတဝယ်ဖြစ်သွားလေတော့တယ်။စိုးရိမ်စိတ်တွေကလည်းငြိမ်သက်သွားလေတော့တယ်။အိမ်ထဲကဘာတူလဲဟဲ့အမေတားပါ။တားကြီးဖြစ်သူအတန်းကြားလိုက်ရတော့မှသူမှလည်းစိတ်သက်သာရရသွားလေတော့တယ်။ဟဲ့မအိတ်သေးဘူးလား။ဘာလုပ်နေတာလဲ။အိတ်တယ်လေအမေကအပေါ်သွားခြင်းလို့နိုးလာတာ။ ဒါနဲ့ဘဏ္ဍာရီထိုးပြီလေအဲ့ဒါ12နာရီပဲရှိသေးတယ်အမေရဲ့ဟင်ဟုတ်လား तू ကလည်းအံ့မိသွားလေတော့လေဘာဖြစ်နေတာလဲအမေကလန်တကြားနဲ့ဘာမှမဖြစ်ပါဘူးသားရဲ့ तू ကလည်းတားဖြစ်သူအားထိတ်လန့်စကားတွေပြောမိနေလိုက်တော့တယ်အပြင်မှာအမှန်တကယ်ဖြစ်ဖြစ်သွားတဲ့အိမ်မက်အကြောင်းအရာများကိုတွင်းရင်းနဲ့မိုးလင်းသွားလေတော့တယ်ဘသူသေးလို့တော့မမဆန်းရဲ့ငါညမမကြမိဘူးထင်နေအနောက်ဈေးဆိုင်နဲ့မိအေးလေသူ့ရွာမှာရုတ်တရက်ကြီးဆုံးသွားတယ်ဆိုပဲ ဟင်းဟုတ်လားမမဆန်ဈေးဝယ်လာသူမဆန်းကြီးစကားကြားလိုက်ရတော့မှသူမလည်းကိုနာပင်ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်သွားလေတော့လေဘယ်လိုဆုံးသွားတာလဲမမဆန်ရဲ့ရုတ်တရက်ဇက်ကြိုးကြပြီးတော့ဆုံးသွားတယ်လို့လည်းပြောတယ်ဖယားဖယားရင်မေလည်းစိတ်မကောင်းစွာအဖြစ်ဖယားတတ်မိလိုက်လေတော့လေတေးကြပြီလေမင်းညာကအမှန်တကယ်ပဲသူသေးကိုသေးတိုက်ခတ်ခဲ့ကြတာဖြစ်တယ်ဖယားတရားကယ်လို့တာပေါ့နမို့ဆိုရင်တော့မတွေ့ဝင်စရာပဲရင်မေလည်းထိုးပြစိန်နဲ့အတူအိမ်မက်ပေးခဲ့တဲ့နှာကောင်းနှက်မြက်တွေအာကုသိုလ်ပြုအမျှဝေခဲ့လေသလိုသူမကိုယ်တိုင်ကလည်းဖယားတရားကိုဆွဆွမြဲမြဲလို့ ုတ်ကင်မှုဆုံးဖြတ်ချက်ချလိုက်မိတော်လေတယ်။ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်သားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။